ောချောင်းတပါဒီမွေးနေ့မှာလာဆုံးမဲမဲမနာလို့ချနာရကောဝဲပြီးမြေမွေးနေ့မှာ စတောင်းစကားလေးပြန်လွင်နေရေဒီယိုတစင်ဖိရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတရားနေ့အစီအစဉ်အားနေဒီကနေ့အော်တိုဘာလ24ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူ ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှင်နှုတ်ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းစုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့ထုံတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်မတရားနေ့အစီအစဉ်အားနဲ့ပြမဆောင်ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မော်ဘီမှာနေတဲ့ဗိုလ်ကြီးမင်းလာကျန်ရဲ့ဒီနေ့မှပြင်းပြတဲ့35နှစ်ပြည့်မွေးနေ့အတွက်ကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ ဘိုးကြီးမင်းလာကျန်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ပြည်ဦးနေ့မှာခေတ္တရောက်နေတဲ့ချစ်စနီးယွန်းစင်မေထွန်းနဲ့တမီးယွန်းတရက်ဖီကျန်တို့ကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ထမှတ်ပြီးတော့ဆူတောင်းပေးချင်တဲ့မွေးနေ့ရှင်ကတော့ရန်ကုန်မော်ဘီကတက်ချက်ကြီးခန့်ထင်ကျော်ရဲ့ဒီနေ့မှ ပြင်းပြောက်တဲ့25နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။တက်ချက်ကြီးခန့်ထင်ကျော်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ပြင်းဦးနေ့မှာနေတဲ့သူနာပြုဆရာမ ဒေါ်လှန်ရတနာထွန်းကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ရန်ကုန်မော်ဘီကဘိုးကြီးမြလာကျိုင်းရန်ကုန်မော်ဘီကတက်ကြွကြီးခန့်ထင်ကျော်တို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပြုပေးကြပါတယ်ရှင်။တာယာပျော်ရွှင်မွေကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ကျန်စီသည်။မြအောင်မြင်ပါစေ။အလောက်ကွင်တွင်အလုံးလဲအစဉ်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရစေ။ အမတရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ပြည်ဦးလေးမှနေတဲ့ရွှန်းပကြီးရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုပောင်ဝေတောင်းဆိုပေးထားတာဖြစ်ပါတယ်။ရွှေမကြီးရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့မတရားမှနေတဲ့နန်းစင်ထွေပကူကနန်းဤဖြူအင်းတကုံကမမယာမိုးကုတ်ကနန်းနှုံစေတို့ကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ် မွေးနေ့ရှင်အတွက်မွေးနေ့စုမုံစကားလေးရတော့ဒီနေ့မွေးနေ့ရစပြီးရောတဲ့ပျော်ရွှင်ချမ်းမြေ့ပါစေဆိုပြီးမွေးနေ့စုမုံစကားလေးတောင်းစုချွေပေးထားပါရရှင်ဒီနေ့မှမွေးနေ့ပြင်းမြောက်တဲ့ပြင်းဦးလေးမှနေတဲ့ရွှေမကြီးရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးရောမွေးနေ့စုမုံကောင်းလေးတောင်းစုပြုပေးကြပါရရှင်ဒီနေ့မွေးနေ့လေးရနေစပြီးရောစမ်းမပျော်ရွှင်ပါစေဘဝမှာကြုံတွေ့လာမယ့်အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ပါစေ။ လူများရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးလိုက်ပါတယ်ရှင်။အမတရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွေမိင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုတ်လွှင့်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ ကျေးဇူးဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြင်ဦးလေးမှနေတဲ့သူနာပြုဆရာမမနှင်းရတနာဝေပဲဖြစ်ပါတယ်။သူကတော့မုထုံမျိုးကတူရဲအိုကိုမျိုးမြင့်ဦးနဲ့ဆရာမစိုးရတနာဝေတို့ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့တနေ့နဲ့နှစ်လပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ မင်္ဂလာဇနီးမောင်နှံအတွက်စကားလက်ဆောင်လေးရတော့မမတို့နှစ်ယောက်ဘေးအန္တရာယ်ကင်းဝေးပါစေရတုဆဆနှစ်ပတ်လည်တိုင်းပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါတယ်ရှင်ဒီနေ့မှာနှစ်ပတ်လည်ပြင်မြောက်ကြတဲ့မင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းတော်သမ ्या အခက်ခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ ပရိသတ်တွေအားလုံးအခုနာဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ တစင်ဖန်ပရိသတ်တွေအလုံးကအမတရားနေ့အစည်းအဝေးမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးကြတဲ့ဆိုရင်တော့နေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းဖုန်းနံပါတ်3933 6391 6 3ညနဲ့3998 9999 6995တို့မှာတုံးရွတ်ချွတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင် နောက်ဆက်အားပေးခဲ့ကြတဲ့ဒဇယ်ဖန်ပရိသတ်များအားလုံးပဲတာယာပြိုရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။